အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဂျွန်လ9ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်ညချမ်းပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာအဲ့တော့ဒီကနေ့ညမှာထူးထူးခြားခြားသတင်းတစ်ပုဒ်ရှိပါတယ်အားရဝမ်းသာစရာလည်းကောင်းပါတယ်ဒီသတင်းကတော့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဖွဲ့စစ်အုပ်စုကိုအပြည့်ပြည့်ဆိုင်ရာအလို့သမားဖွဲ့ချုပ် ILO ကအရေးယူဖို့အတွက်အတည်ပြုလိုက်ပါပြီခင်ဗျာအဲ့တော့ဒါက အကြမ်းဖက်ဆက်ရှုံးကောင်စီတွေစစ်အာဏာရှင်တွေရဲ့လက်ထက်မှာဒုတိယမြောက်အရေးယူခံရတဲ့ဒဏ်ခတ်ပိတ်ဆို့ခံရမယ်ကြီးကြီးမားမားအရေးယူခံရတဲ့ဖြစ်စဉ်တစ်ခုပါ2000ပြည့်နှစ်နောက်ပိုင်းမှာဦးတန်းရွှေလက်ထက်မှာလဲပထမဆုံးအကြိမ်အန်လိုရဲ့ဒီပြည်ပြင်ဆိုင်ရာလူ့သမားဖွဲ့ချုပ်ရဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကိုကြီးကြီးမားမားခံခဲ့ရပါသေးတယ်ဒါကတော့မဟာလလက်ထက်မှာဒုတိယအကြိမ်ခံရတာဖြစ်ပါတယ်ဒီသတင်းပြည့်စုံကိုလည်းကျွန်တော်တို့နားဆင်ရမှာပါနောက်ထပ်သတင်းကတော့မင်းလာမြို့နယ် တရက်တပင်အထက်တန်းကျောင်းမှာဒီနန်းစီဒီယန်ကာယဆရာကသူ့နာမည်ကအောင်ကိုလွင်ဆိုးတယ်သူကအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းတွေကိုသင်ကြားပြီးတော့အမိတ်နာခံဖို့ကိုကျောင်းသားကျောင်းသူတွေကိုအမိတ်နာခံဖို့ကိုဆဲဆိုရိုက်နှက်ပြီးတော့သင်ကြားပေးနေတယ်လို့သိရပါတယ်အဲ့တော့ဒီနန်းစီဒီယန်ကာယဆရာကတော့တော်တော်ဇောင်းကြွနေတဲ့အနေထားပါနောက်တဲ့တဲ့တဲ့ဘုတ်ကတော့ဆစ်ရှုံးကောင်စီတက်ကနေပြီးတော့ဘျူဟာမူးအပါဝင် တေဘောဘုစကန်းကနေပြီးတော့အလံပြူထောင်ပြီးတော့လက်နက်ချသူတွေနဲ့ထွက်ပြေးသွားသူတွေကိုဒီထိုင်းဘက်ကန်းကနေတဲ့ဆင့်မြရီ295တက်အတွင်းကိုဒီပြန်ပို့လိုက်ပြီးပြန်လည်ရောက်ရှိပြီလို့သိရပါဗါတယ်အဲ့တော့တေဘောဘုစကန်းသိန်းတိုက်ပွဲမှာလက်နက်ချအညံ့ခံကြတဲ့သူတွေစစ်ရှုံးကောင်စီတက်ဘက်က50ကျော်60အဲတိတိကျကျဆိုလို့ရှိရင်80ဝန်းကျင်လောက် ရှိတာပေါ့နော်အဲ့ဒီသူတွေကိုပြန်လွှတ်လိုက်တယ်တကယ်တမ်းဆိုလို့ရှိရင် ဟိုဆက်ရှုံးကောင်စီလိုသာတွေးမယ်ဆိုလို့ရှိရင်တို့ရှိရရတာလည်းကြီးနဲတာမဟုတ်ကြီးတွေအပုံလိုက်အပင်လိုက်အဲ့တော့အယောက်80ကကြီးအတောင့်တရာမကုန်ပါဘူးဒီတိုင်းဖြုတ်လိုက်လို့ရတယ်ဒါပေမဲ့လက်နက်ချတဲ့အလံပြူထောင်တဲ့ရှုံးပေးပါပြီလို့ပြောထားတဲ့သူတွေကိုဗိုလ်တာဘော့တို့ဗိုလ်စောကတို့ဗိုလ်စောကော်တို့နောက်တစ်ခါကျွန်တော်တို့ PDF ရဲဘော်တွေပူပေါင်းတက်ဖွဲ့တွေကဒီတိုင်းပဲပြန်လှုပ်ပေးလိုက်တာဒါပေမဲ့သူတို့ကခုဒီမြောက်ရီမှာရှိတဲ့250ခွန် sorry ဒီညခွန်ကတက်သေးကိုပြန်ပြီးတော့ရောက်နေပြီလို့သိရပါတယ်အဲ့တော့ပြန်လွတ်လိုက်တဲ့သူတွေကိုတော့အဲဘူဂျီဆော့ကောတို့ဘူတာဘောတို့ကတော့တိတိချာချာဂရီကိုတွေပြောလိုက်မယ်ထင်ပါတယ်အဲ့တော့ဒီကောင်တွေတော့ခုမြရီညခွန်ကတက်မှာပြန်ရောက်ပြီလို့သိရပါတယ်အဲ့ဒီချင်းနေအသေးစိတ်ကိုလည်းနားဆင်ရမှာပါမုံရွာမှာတော့စစ်မှုတန်းတပ်သားတစ်နှစ်ဦးနဲ့ရဲတအူလက်နက်ခဲရဲနဲ့ယူဆောင်လာပြီးတော့အလင်းဝင်ပါတယ်စုငွေတီတီချိမြင့်လိုက်တယ်လို့သိရပါတယ်နောက်ထပ်ကြောက်ကြီးမြို့နယ်မှာလည်းစစ်မှုတန်းတပ်သား၃ဦးက တနက်3လက်ယူဆောင်လာပြီးတော့အလင်းထက်ဝင်တယ်လို့သိရပါတယ်ခင်ဗျာဒီရက်တွင်မှာတော့အလင်းဝင်မှုတွေတက်တွင်းမှာပုံကန်ထကြွမှုတွေနဲ့အတူစစ်ရှုံးကောင်စီရဲ့ရှုံးပွဲအလီလီကြုံတွေ့နေရတဲ့ရက်တွေပဲဖြစ်ပါတယ်အဲ့တော့ဒီကနေ့ညမှာအခုဖော်ပြလိုက်တဲ့သတင်းအပြည့်စုံကိုတင်ဆက်ပေးပါပါပထမဆုံးတရင်တပုတ်အနေနဲ့အကြမ်းဖက် စစ်အာဏာသိမ်းထားတဲ့စစ်ရှုံးကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33အရအရေးယူဖို့ပြည်ပဆိုင်ရာလူ့သမားအဖွဲ့ချုပ်ညီလာခံကဒီကနေ့မှဆုံးဖြတ်အတည်ပြုလိုက်ကြောင်းညီလာခံကိုတက်ရောက်နေတဲ့မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်အထွေထွေတွင်းမှုဥဝေမှုတွင်ကဒီခေတ်သတင်းဌာနကိုပြောဆိုထားတာတွေ့ရပါတယ်ဒီကနေ့မှာတော့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်နေတဲ့133ကြိမ်မြောက်ပြည်ပဆိုင်ရာလူ့သမားညီလာခံ ILC မှာလူငယ်တွေနဲ့လူ့သမားတွေကို ဒီစစ်မှုထားဥပဒေနဲ့တရားဓမ္မစစ်ထဲကိုတွတ်သွင်းပြီးတော့အလုံသမားအခွင့်အရေးနဲ့လူအခွင့်အရေးကိုချိုးဖောက်နေတဲ့ဒီမြန်မာနိုင်ငံဆက်ရှုံးကောင်စီကို ILO Article 33အရပြင်းပြင်းထန်ထန်ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ခင်ဗျာညီလာခံမှာမြန်မာနိုင်ငံနဲ့ဆက်ရှုံးကောင်စီကိုအရေးယူရေးမဲခွဲဖို့တောင်မလိုဘဲနဲ့အရေးယူရေးကိုတညီတညွတ်သေးဆုံးဖြတ်အတည်ပြုလိုက်တာဖြစ်တယ်လို့လည်းသိရပါတယ် အရလိုဥပဒေပုံမှ33နဲ့ဆက်ရှင်ကောင်စီကိုအေးအေးယူဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲ့ဒါကတော့မဲခွဲဆရာမလိုဘဲနဲ့အတီးပြုတ်လိုက်ပြီးဖြစ်ပါတယ်။ဆက်ရှင်ကောင်စီကိုအေးအေးယူမှုဒဏ်ခတ်ပိတ်ဆို့မှုတွေကတော့အများကြီးလာမယ်။ဥရောပသမဂ္ဂပါဝင်တစ်ကမ္ဘာလုံးကဒဏ်ခတ်ပိတ်ဆို့မှုတွေလာမှာဖြစ်ပါတယ်။ညီလာခံမှာရုရှားကိုယ်စားလှယ်ကကျွန်တော်တို့ကိုယ်စားလှယ်ဥမောင်မောင်ဒီမိန်ကုန်းပြောတဲ့အချိန်မြန်မာညွေဆိုရဲ့ NUG တစိမ့်တွေနဲ့ညီလာခံမှာမိန်ကုန်းပြောလို့ရှူးရှူးရှားရှားထပြီးတော့လှုပ်သေးတယ်။နောက်ပြီးတော့ စစ်ရှုံးကောင်စီဘက်က UNFCCI ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်တွေတို့လည်းလာတက်တယ်ပထမတော့ရုရှားတို့ဘယ်လာရုစ်တို့ကကန့်ကွက်မလို့လုပ်ပေမဲ့လည်းနောက်ဆုံးမှာမဲခွဲစရာမလိုဘဲနဲ့အရေးယူဖို့ဆုံးဖြတ်သွားတယ်ဆိုပြီးညီလာခံတက်ရောက်နေသူဥဝေမှုတွင်ကပြောဆိုတာဖြစ်ပါတယ်မြန်မာနိုင်ငံကအဲလိုအာတီကယ်33နဲ့အရေးယူတန်ခတ်မှုကတော့ဒုတိယအကြိမ်ဖြစ်ပြီးတော့ဆရာနာရှင်တန်းရွှေလက်ထက်ကလည်းပထမအကြိမ်အဲလိုကပြင်းထန်တဲ့တန်ခတ်ပိတ်ဆို့အရေးယူမှုတွေလှုပ်ဆောင်ခဲ့ပါသေးတယ် တကရ2000ခုနှစ်ဒီဆရာနာရှင်အုပ်ချုပ်ရေးဖြစ်တဲ့တန်းရွှေလက်ထက်မှာမြန်မာနိုင်ငံမှာအတရားဓမ္မအလုတ်ခိုင်းစီမှုဒီ force liver ပြဿနာအလွန်ဆိုးဝါးခဲ့တဲ့အတွက်ဗီဒီဆိုင်ရာလူသမားဖွဲ့ချုပ် ILO ကမြန်မာနိုင်ငံပေါ် ILO ဖွဲ့ဥပဒေရဲ့ article 33အရအရေးယူပေးဆိုခဲ့ပူပါတယ်ခင်ဗျာဒါကတော့ပထမဆုံးအနေနဲ့တွေ့ရတဲ့ဗတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းကတော့နန်းစီရီယန်ဆရာကဒီကာယဆရာကចောင်းသားတွေကို စစ်ပညာအခြေခံနဲ့ပတ်သက်တဲ့ကာယလေ့ကျင့်ခန်းတွေလုပ်ခိုင်းပြီးတော့အမိန်နာခံဖို့လဲတတို့တို့ပြောတယ်ပြီးတော့ဆဲဆိုရိုက်နှက်ပြီးတော့စိုးရနေတယ်လို့သိရတယ်ဒီသတင်းပြည်စုံကိုကျွန်တော်တို့နားဆင်ကြည့်အောင်ပါပဲခူးတိုင်းမင်းလာမြို့နယ်တရက်တပင်ရွာအထက်တန်းချောင်းမှာနန်းစီဒီယံကာယဆရာအောင်ကိုလွင်စိုးကကျောင်းသားကျောင်းသူတွေကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းတွေသင်ကြားနေကြောင်းဒေတာရင်းသတင်းရင်းမြစ်တွေကပြောပါတယ်အဲ့တော့ခုနှစ်ဂျွန်လပိုင်းမှာစာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်ခြင်းကစပြီးမင်းလာမြို့နယ် တရက်တပင်ရွာအခြေခံပညာထပ်တန်းကျောင်းမှာကာယဆရာအောင်ကိုလွင်စိုးကကျောင်းသားကျောင်းသူတွေကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းနေသင်ကြားပေးနေတာဖြစ်တယ်လို့သိရပါဗျ။အဲလိုသင်ကြားတဲ့နေရာမှာလဲစစ်ပညာရဲ့အခြေခံဖြစ်တဲ့အမိန့်ကိုနာခံရမယ်ဆိုပြီးကျောင်းသားကျောင်းသူကလေးငယ်တွေကိုနေ့စဉ်ပြောဆိုနေပြီးတော့သူခိုင်းစေတဲ့ကာယလေ့ကျင့်ခန်းတွေကိုမလုပ်ဆောင်လို့ရှိရင်လဲဆဲဆိုတာရိုက်နှက်တာတွေကိုဒီလုပ်ဆောင်ပြီးတော့အချင်းချင်းလေ့ကျင့်ခန်းတွေကိုလည်းလုံဆောင်ခိုင်းနေတယ်လို့သိရပါဗျ။ အဲ့ဒီကာယဆရာအောင်ကိုလွင်ဆိုးဟာကာယတင်ကြားချိန်မှာလဲအရက်တောက်ထားတာတွေမူရစေးသုံးဆက်တာတွေလဲလုံဆောင်ထားပြီးအကြမ်းမဆက်တက်ကအရာရှိတွေနဲ့လဲအမျိုးတော်ဆက်သူတူဖြစ်တာကြောင့်ဒီအကြောင်းကြီးကပြောဆိုဟန်တာရဲတာလေးမရှိဘူးလို့သိရပါတယ်အဲ့တော့ကျောင်းထဲမှာတောက်စားမူရစ်ပြီးကျောင်းသားကျောင်းသူတွေကို ခွေးဆက်သွင်းနေတဲ့နန်စီဒီယန်ကာယဆရာအခုနှစ်ကနေစပြီးမင်းလာမြို့နယ် တရက်တပင်ရွာထထန်းကျောင်းမှာကာယဆရာအောင်ကိုလွင်ဆိုးကကလေးတွေကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းတွေပါသင်ကြားနေတာနောက်ပြီးတော့ကလေးတွေကိုမိုးရေထဲမှာသတိဆိုပြီးအကြာကြီးရက်ခိုင်းတာတွေထိပါလုပ်နေတာသတိရရတာကြာတော့လှုပ်တဲ့ကလေးတွေကိုလည်းအမိတ်မနာခံဘူးဆိုပြီးဆဲဆိုရိုက်နှက်တာတွေလည်းလုပ်တယ်လေ့ကျင့်ခန်းတွေလည်းပြင်းပြင်းထန်ထန်ခိုင်းပြီးတော့မှားသွားရင်အချိန်ချင်းပြန်လှုပ်ခိုင်းတယ်ဆိုပြီးဒေတာတွင်သတင်းမြစ်တွေကပြောဆိုပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီဘောဘောကနေအလံဖြူထောင်လက်နဲ့ချပြီးတော့ထွက်ပြေးတဲ့သူ ဲ့ဒီထွက်ပြေးတဲ့ဆက်ရှုံးကောင်စီတပ်သားတွေကထိုင်းဘက်ကနေတဆင့်မြောက်ရီကရှိတဲ့2.5တက်သေးကိုပြန်ရောက်ရှိနေတဲ့အကြောင်းပါအဲ့တော့အချမ်းဘက်ဆက်ရှုံးကောင်စီတပ်ကဗျူဟာမှုအပါအဝင်တေဘောဘိုးစခန်းကနေလမ်းဖြူထောင်ပြီးလက်နက်ချသူတွေနဲ့ထွက်ပြေးသွားသူတွေထိုင်းဘက်ကန်းကနေတဆင့်မြောက်ရီကိုပြန်လည်ရောက်ရှိသွားကြောင်းထိုင်းမြန်မာနယ်ဇက်စီရေးသတင်းမြစ်တွေကပြောပါတယ်ကျွန်လာ၃ရက်နေ့ညနေပိုင်းမှာဆက်ရှုံးကောင်စီတက်ရဲ့တေဘောဘိုးစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါအဲ့တော့စခန်းသိမ်းတိုက်ပွဲမှာဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်50ကျော် လက်နက်ချလင်းဝင်ခဲ့ပြီးထွက်ပြေးသွားတဲ့သူစစ်သား20နီးပါးရှိကြောင်းလက်နက်ချလင်းဝင်သူတွေအားညှိနှိုင်းပြီးတော့ထိုင်းဘက်ချမ်းကိုကူးတန်းသွားခဲ့ကြောင်းထိုင်းဘက်ချမ်းကိုရောက်ရှိနေသူစုစုပေါင်းအင်အား80ဝန်းကျင်မှာဂျွန်လ3ရက်နေ့ညနေပိုင်းမှာဆက်ရှုံးကောက်ဒီလောက်ကန် BG ရဲ့16ဂိတ်ကနေတဆင့်မြရီမြို့နယ်ဘက်ကိုကူးသွားခဲ့တယ်လို့လည်းသိရပါတယ်အဲ့တော့တေဘောဖို့စခန်းမှာအလံပြူထောင်တဲ့အဖွဲတွေကလူမျိုးရကိုဆုတ်သွားပြီးထိုင်းဘက်ကူးသွားတယ်ဂျွန်လ3ရက်နေ့ညပိုင်းမှာစစ်ခွေးပြူဟာမှုအပါ80ကို BGF အမှတ်16ဂိတ်ကနေမြရီ1.5တက်ကိုပို့ဆောင်တယ်အဲ့ဒီထဲမှာစစ်ခွေး9ကဒဏ်ရာနဲ့ဆေးရုံတင်ထားတယ်အဲ့ဒီစခါတွေထိုင်းဘက်ကန်ကူးတဲ့အခါမှာလက်နက်ခဲယံပစ္စည်းအကုန်ထိုင်းကသိမ်းတယ်လူတွေပဲမြန်မာဘက်ကိုပြန်ပို့ပေးတယ်ဆိုပြီးထိုင်းမြန်မာစစ်ရေးဒီနေဆက်မှာရှိတဲ့စစ်ရေးသတင်းအမြစ်ကပြောဆိုပါတယ်အဲ့လက်ရှိမြရီမြို့နယ်1.5တက်တွင်မှာထိုင်းဘက်ကထွက်ပြေးလာတဲ့ထိုင်းပြန်စစ်သား300ဝန်းကျင်ရှိနေကြောင်း အဲ့ဒီမျိုးဆောင်တက်2.5အတွင်ရှိနေတဲ့စစ်ချုပ်ကော်စီတပ်ဖွဲ့ဝင်တွေကပြန်လည်စုဖွဲ့ပြီးတော့သင်္ကန်းညီနောင်ဘျူဟာစခန်းကိုပြန်လည်သိမ်းဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်လို့သိရပါဗါတယ်။အဲ့တော့တနားလို့ပြန်လှုပ်ပေးလိုက်တဲ့လက်နက်ချအလင်းဝင်သူတွေအရှုံးပေးကြသူတွေအခွင့်အရေးဆိုတာနောက်ထပ်တစ်ခါတော့ထပ်ရဖို့လက်လုံးမမြင်ပါဘူး။အဲ့တော့ကိုယ့်အကူကိုယ့်အသည့်နဲ့ကိုယ်စဉ်းစားတွေးတော့သုံးသပ်ပြီးတော့ဆက်ပြီးတော့ဆုံးဖြတ်ကြပါပထမပထမတစ်ခေါက်တော့ ော်လိုင်းတက်ဖွဲ့တွေကအခုမြင်တွေ့ရတဲ့မျက်မြင်ကိုတွေ့တွေ့ရတဲ့အတိုင်းပြန်ပြီးတော့လှုပ်ပေးလိုက်ကြတယ်အလင်းဝင်သူတွေလက်နက်ချသူတွေကိုအနိုင်မကျင့်ဘူးနောက်ကျောကိုတရက်နဲ့မပစ်ဘူးဒီတိုင်းပြန်လှုပ်ပေးလိုက်ကြတယ်အခုတင်ငန်းညီနောင်ဘက်ကိုပြန်ပြီးတော့တက်မယ်ဆိုတဲ့သတင်းတွေကြားနေရတယ်ဆိုတော့ဒုတိယအခွင့်ရေးတော့မင်းတို့စီမှာရှိနိုင် လိမ့်မှာမဟုတ်ဘူးဆိုတာကြိုပြီးတော့ပြောပြရစေတုံ့တက်ပြီးတော့ဆုံးဖြတ်ကြဖို့လေအကြံပြုပေးရစေနောက်ထပ်သတင်းတစ်ပုဒ်ကိုသွားကြပါလေဒါကတော့ အလင်းဝင်ကြတဲ့သတင်းတွေပါစကိုင်းတိုင်းတွေကသတင်းနဲ့ဆက်ချက်ပါတယ်မုံရမြို့နယ်စစ်တပ်စစ်ကြောင်းနဲ့ဒီစစ်တပ်စခန်းကနေပြီးတော့စစ်မှုထမ်းတပ်သား2ဦးနဲ့ရဲတအုပ်ကလက်နက်ခဲနဲ့ယူပြီးတော့အလင်းဝင်လာတာကြောင့်တအုပ်ကိုငွေကျပ်350စီစုချင်းမြင်ပေးလိုက်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့မေလနဲ့အခုဇွန်လအတွင်းမှာမုံရမြို့မှာရှိတဲ့စစ်တပ်စခန်းနဲ့မုံရမြို့နယ်အတွင်းလက်လံနေတဲ့စစ်ရှုံးကောင်စီစစ်ကြောင်းကစစ်မှုထမ်းတပ်သား2ဦးနဲ့ရဲတအုပ်ဟာ MA1 မျိုးစားတနက်တလက် G3 မျိုးစားတနက်တလက်နဲ့ MA13 မျိုးစားတနက်တလက်ကိုယူဆောင်ပြီး မုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကိုဆက်သွယ်ပြီးတော့အလင်းဝင်လာခဲ့တာပါနှစ်ယောက်ကတော့ကျွန်တော်တို့နဲ့အတူတော်လိုင်းဟိတာဝန်ထမ်းဆောင်ခြင်းနဲ့ဆိုလို့တပ်ဖွဲ့ထဲမှာတာဝန်ပေးထားတယ်ဂျန်တဲ့တယောက်ကတော့တော်လိုင်းဟိမှာလည်းမပါခြင်းဘူးစခတွေဘက်မှာလည်းမနေခြင်းဘူးဆိုပြီးတော့သူမိသားစုတွေကိုစီကိုပြန်မယ်ဆိုလို့ပို့ပေးလိုက်ပြီးလက်နက်ပါလာတဲ့အတွက်ချင်းမြင့်ငွေ350နဲ့အတူသူသွားလို့ရနေရာကိုပို့ပေးလိုက်တာသူတို့စိတ်သဘောဆန္ဒလျောက်ပဲကျွန်တော်တို့ကဆောင်ရွက်ပေးတာပါဆိုပြီးဒီ ်မုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတာဝန်ခံကိုအားကူကအချင်းနေအသေးစိတ်ကိုရှင်းပြပါတယ်အဲ့တော့နောက်ထပ်သတင်းကတော့ပဲခူးတိုင်းနယ်ကအလင်းဝင်တဲ့သတင်းပါပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာစစ်မှုထမ်းတပ်သား3ဦးတနက်3လက်ယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်းဒီ Supreme Warrior Colon တရင်ကတာဝန်ရှိသူကရှင်းပြပါဗျ။မေလ16ရက်နေ့မှာကြောက်ကြီးမြို့နယ်နောင်ငုံကျေးရွာကိုစစ်ကြောင်းထိုးပြီးတော့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ရုံးကောင်စီတပ်ရဲ့ ခမရ980လီတရင်ကစစ်မှုထမ်းတပ်သား3ဦးဟာ Spring Royal Colon တရင်ထံကိုအလင်းဝင်ရောက်လာတာဖြစ်ပါတယ်။သူတို့၃စလုံးကစစ်ရှုံးကောင်စီလက်ကနေထွက်ပြေးဖို့အချင်းချင်းစ조사ခဲ့ကြတဲ့သူတွေပါ။ကျွန်တော်တို့စီကိုဆက်သွယ်လာတာမျိုးလည်းမဟုတ်ဘူး။သူတို့စခန်းကနေအရေးစွန့်ပြီးတော့ထွက်ပြေးလာကြတဲ့အချိန်မှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီးသူတို့ကိုထိမ့်သိမ်းခေါ်ဆောင်လာခဲ့တာပါ။စစ်တပ်ထဲမှာလည်းစစ်သားတွေရဲ့နှိမ့်ဆက်တာတွေလည်းခံရတယ်လို့သိရတယ်။လက်ရှိမှာတော့ဂုံပြူစုငွေ30ကျပ်ချင်းမြင့်ထားပါတယ်။ သူတို့ကစစ်မှုထမ်းဘတ်စင်၈နဲ့၉ကလို့သိရပါတယ်ဆိုပြီး Supreme River Clan တက်ရင်းကတာဝန်ရှိသူကဒီအလင်းဝင်လာတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြပါတယ်အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဟာအကြမ်းဖက်ဆက်ရှင်ကောင်တီတပ်သားတွေမတရားစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေဖြစ်ပြီးအလင်းဝင်ရောက်လာချိန်မှာတော့ MA1 တနက်တက်လက်နဲ့ MA3 တနက်နှစ်လက်ကိုယူဆောင်လာခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒါကတော့ဒီကနေ့ညပိုင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံက ဝိုင်းတော်သားတွေနဲ့အတူစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်လေးနဲ့အတူကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်။ပြည်သူပေါင်းကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ကြပါစေခင်ဗျာ။ကျွန်တော်ရဲ့မိသားစုဆက်ခံနေရခြင်းနဲ့လေလံဝဲနေတဲ့အတွက်မှာမိသားစုမျိုးများနေတဲ့ဖက်ပြီးကိစ္စလာမျိုးတော်တဲ့ဖြစ် ဖတ်ပြရတယ်လူစုလူဝေးပြုလုပ်ခြင်းများမပြုလုပ်ကြဘူးတိုက်တင်းမှုဟောပါလေခမလေဝဲနေခြင်းနဲ့လူသားတိုက်ခံနေရတဲ့အတွင်းမှာဘုရားရှင်များကိုယ်ကျင်းရတင်းမှာဒါမထိုင်ကြကြဘူးမိသားရခံအပ်ပါလေခမဘုရားဘုရားလူသားတိုက်ခံဥစ္စာပေါ်မှာလူသားတိုက်ခံထားတဲ့လူရသားကိုတော့မင်းလာချင်းဖြစ်ရှိခြင်းများမပြုလုပ်ဖို့ကိုလည်းမိသားရခံတိုက်တွန်းလို့ဆိုအပ်ပါလေခမ ဒီလိုလေဒီကဒီလိုလူများနေမဲ့လူတွေရဲ့အိမ်တွေမှာဘုံကိုကြည့်နေဘုံကြည့်နေမဖြစ်မလို့ဒီခါကြလို့ရပါတယ်အိမ်တိုင်းအိမ်တိုင်းမှာဘုံကိုကြည့်နေခရုတ်ကြီးတွေသူပြေးနေကြတယ်အခုအပြင်းပြောရပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီလိုရဲ့အိမ်တွေမှာလေသာရဲ့မှာကဝေနိုင်ရဲ့အတွက်ဘုန်းတော်ကြီးနဲ့ကျောင်းကြီးများမခုမလေးစတဲ့တူပေးထားကြဘူးတိုက်ပေါ်လို့တော့အပါခင်ဗျာအခုလည်း the sea. Say just what I'll do with me. Chose a gentle me. Fairy, he don't do it well. I bet we'll be sent me. Now he goes, he tells. တရေကောင်းပေါင်းလို့ဒီတမိုင်းချပြစ်စတိကြောင့်ပြည့်ပြည့်တင်စာတိဒီလူလူအပေါင်းပြီးဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် စိတ်သက်သာအတူညီကြိုးစားပြတ်ကြော်မြည်ဖွယ်ရပြီးတော့သူ့အတွက်အသက်သွေးပေးစမြည်တာဝန်ကိုစီထမ်းရကြမြည်စာရာကူဤပေမှာထာဝရလက်တွေညီရဲ့ရည်သွေးတော့ပြီးပြီးတက်တိသက်သာညီရှင်သူအားနာယူမြခြေမုံမြင့်ခြင်းမြည်မြင့်ညာနဲ့ဆွဲပြ 用心地把那题。See the tribute this ati di lu about the sand up ye ya ni nai ngai no go to sit ya ni